ကင်းဒီပြည်နယ်မှာစစ်ကောင်မရှင်တပ်တွေကစစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်စစ်ပွဲအနီးအနားကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့ကင်းဒီမျိုးသားများကာကွယ်တဲ့ KNDF ကအသိပေးထုတ်ပြန်ထားပါတယ်။ဒီသတင်းအပြည့်စုံကိုတော့ Morris ကဆက်ပြောပြပေးမှာပါရှင်။ဒီဇင်မာလာထဲမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်စစ်တပ်ဟာခရနီပြည်နယ်ထဲမှာသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရဖို့အင်အားအလုံးရင်းနဲ့စစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီလို့စက်တင်ဘာလ28ရက်နေ့မှာခရနီအမျိုးသားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားပါဗျ။ ထုတ်ပြန်ချက်ထဲမှာဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တဲကဒေသခံပြည်သူတွေအပြင်စစ်ပွဲနဲ့အနီးဆုံးနေရာမှာရှိနေကြမဲ့ပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေကြောင့်လုံခြုံရေးသတိရှိဖို့အပြင်တော်လိုင်းတက်တည်းရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ KNDF ကဗဟုနဲ့သတင်းပြန်ကြားရေးကဆိုပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နေ့ကဒီမော့ဆိုဖရူဆို လမ်းမကြီးကိုရပြီးတဲ့နောက်ဘော်လခဲဘက်ကိုထိုးစစ်အတွက်အင်အားပြင်ဆင်ဖြည့်တည်နေပြီ ရှန်းကရင်နီနေဆက်မိုးပြဲမှာလဲစည်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေကဖေကုံဘတ်အချမ်းမှာတော့ပီအန်နိုပြည်သူစစ်နယ်ပေါင်းပြီးစစ်ကြောင်းထတ်ထိုးလာတဲ့အတွက်စစ်မျက်နှာသုံးခုနဲ့ထိုးစစ်ဆလာတာလို့ KNDF ကဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက DBP ကိုပြောပါတယ်။ဒီမော့ဆိုရလေပလူဆိုသူကလည်းစစ်ကြောင်းကတောင်းလင်းကကြောင်းခွဲပြီးထိုးတယ်လေ။နောက်တစ်ခုကဒီဖေကုံဘတ်မှာဆိုလို့ရှိရင်လည်းဒီတောင်မဲတင်းဖက်မှာပေါ့တော့တောင်မဲတင်းတို့ဖက်မှာအဲစစ်ကောင်စီနဲ့ပီအန်နိုနဲ့ပူးပေါင်းကြောင်းမှသာစစ်ကြောင်းထိုးနေရမျိုးရှိတယ်ပေါ့။အမိုးပြဲဆိုလို့ရှိရင်လည်း မိုးပြမျိုးတွေမှာရှိတယ်သူတို့မိုးပြမျိုးမျိုးကိုတော့ထိန်းချုပ်ထားတယ်။မိုးပြမျိုးအပြင်ဖက်ကိုသူတို့ထွက်နိုင်ဖို့အတွက်သူတို့စူးစမ်းနေပါတော့နော်စစ်ကောင်စီကစူးစမ်းနေရစစ်ကောင်ထုတ်လွှင့်ချက်မှုတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တည်ရင်လည်းဒီတမှုဖြစ်နေတယ်။အဓိကတော့စစ်မျက်နှာ၃ခုလောက်မှာဖြစ်နေရပါတိုက်ပွဲက Krenny ပြည်နယ်မှာလက်ရှိရာဒီဟာစပားရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ထိုးလာတဲ့စစ်ကြောင်းအနီးနားကလယ်ကွင်းတွေမှာလယ်ဆိုင်နေတဲ့သူတွေအဖမ်းဆီးစစ်ဆေးခံရတဲ့ဖြစ်ရပ်တွေများလာတဲ့အကြောင်းကိုလည်းဒေသခံတွေကစပ်ပြောပြပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကမိုးပြင်းတဲ့လွိုက်ကောကြားမှာရှိတဲ့ဆော့ခီဒေါ်ရွာနာမှာလယ်ဆိုင်နေတဲ့ဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးကိုစစ်တပ်ကဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမေးမြန်းကပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်အဖမ်းခံရသူတွေဟာစစ်စေးမင်းမြန်းနေစဉ်အတွင်းနှင်းမနှိပ်ဆက်ခံထားရတဲ့ပုံစံတွေနဲ့ပြန်လွတ်လာတာလို့ဒေတာခန်တွေကဆက်ရှင်းပြပါရတယ်။စာနယ်ရိက္ခာလိုအပ်ချက်မြင့်တက်နေတဲ့ခရနီပြည်နယ်မှာစစ်ဆောင်နေတဲ့ဒေတာခန်တွေကတော့ဝိုင်းရင်ဖြည့်ရှင်းမှုအတွက်တိုက်ပွဲတွေကြားတဲ့ကနေပဲလေယာဉ်အလုပ်တွေဆက်လုပ်နေရတာပါ။ ဇပားရေးရေးတဲ့နေရာတွေကလည်းအဓိကကဒီစစ်သားတွေနဲ့ညီးတာတော့နောက်ပြီးတော့သူများပြေးလို့သူတို့မပြေးပဲကြာခဲ့တဲ့ဟာတွေတော်တော်များများအဖန်ခံရတာအဲ့ဒီအဖွဲ့တွေပဲများတာပေါ့နော်နောက်တစ်ခုကသူတို့ကဒီ အရှိမရေပေါ်ရီကကင်းနေတခြားလုတ်ပြီးနောက်ကနေဒီမလန့်မဝေးမှာရိတ်သိမ်းတာတို့တခုခုလုတ်တောက်ရလေရတို့လောက်တာတို့ဖြည်းဖြည်းပေါ့နော်သူက drone နဲ့ခြားတယ်အစီအမံပြီးအဲ့ဒါလေးလုံချုံမှုမရှိဒီမော့ဆိုနာတဝိုက်စစ်ကြောင်းထိုးပြီးတဲ့ရွာတွေမှာတော့စစ်တပ်ဘက်ကဒေသခံတွေကို ရေကောက်ပွဲအမိပြန်လာဖို့တိုက်တွန်းနေပြီးလူပြန်မနေတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမဲ့အကြောင်းလိုက်လံနှိုးဆော်နေတယ်လို့ဒေသခံတွေကဆက်ရှင်းပြပါတယ်။လာမယ့်ဒီဇင်ဘာလမှာလုံမယ့်ရေကောက်ပွဲအပိုင်းတက်မှာမြို့တော်လွိုက်ကော်နဲ့ဘောလခဲမှာကျင်းပမှာဖြစ်ပြီးတော်လရင်တပေါင်းစုတွေရဲ့နယ်မြေစိုးမိုးမှုတွေကြောင့်ခရီးရဲ့မြို့နယ်တော်တော်များများမှာတော့ရေကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိပါဘူးခင်ဗျာ။ကျွန်တော်မော်ရစ်ပါ